မင်္ဂလာပါရှင်ဆရာတင့်တယ်ဘာသာပြန်ရေးသားထားတော့မြစ်တာအတင်ချေအပိုင်း30နဲ့စသိန်းပိုင်းကိုဖတ်ပြပေးပါမယ်ရှင် နေ့ဒီကဘာသာရေးပွဲနေ့တနေ့ဖြစ်တော့အေဘီလာ14ရက်တောက်ကြနေ့ဖြစ်၏စစ်ကြီးပြီးတော့မြဖြစ်၍လင်ကွန်းသည်ထိုနေ့တွင် ပြည်တော်စုမြောက်ပိုင်းနယ်များမှရှ िख ိုးဆူတောင်းပွဲလုပ်ရန်ကြေညာထား၏နေ့မှာကြည်လင်၍နေပေသည် ဤနေ့ဒီကတပုံစတင်တိုက်ခတ်၍ပထမဦးဆုံးအကျဉ်ပြည်တော်စုတက်တို့ကစမတာခန်တက်ကိုပေးအပ်လက်နဲ့ချသောနေ့လေးနှစ်မြောက်သောနေ့ကြီးဖြစ်လေသည်ဤနေ့တွင်ပင် ပြည်တော်စုအလံသည် စမတာခန်တက်ပေါ်၌ပြန်၍ဝွင့်ဝင့်ကြွားကြွား လွှင့်ထူနိုင်ပေပြီလွန်ခဲ့သော တနင်္ဂနွေနေ့ကတပုံဘိုးချုပ်သည်လက်နှင့်ချပြီးဖြစ်ရာထိုနေ့မှစ၍ပင် ဝါရှင်တန်တစ်မြို့လုံးတွင်အကြီးအကျယ်ပျော်ပွဲများကျင်းပနေ၏အမြောင်များလည်းအဆက်မပြေပြစ်ပေါက်နေကြသဖြင့်ပြတွင်ပေါက်မှန်များလည်းကွဲကြ၏ဖျားရှိခိုးเจ้าများမှအဆက်မပြေခေါင်းလောင်းထိုးနေကြ၏ကုန်တိုင်ကြီးများလည်းပိတ်၍ထား၏လမ်းကျယ်ကြီးများပေါ်တွင်ဝမ်းသာနေသော လူလူကြီးများဖြင့်ပိတ်ဆို့နေ၏ပြည်တော်စုအလံများမှကအစာအူတိုင်းတွင် လွင့်ထူထားပေသည်ညအချိန်တွင်ဝါရှင်တန်မြို့တော်ကြီးမှမိများ အလှထွန်းညှိထားသဖြင့်မိပွဲတော်ကြီးဖြစ်၍နေ၏ဘင်းခရအဖွဲများသည်လည်းလမ်းများတွင်တိမုံလျက်ရှိနေကြ၏မိပန်းလွတ်သူမိအိုဖောက်သူများလည်းအလွန်များပြားလှပေသည်အဆိုပါတောက်ကြံနေနေတွင် မေးရည်သည်ခုနှစ်နာရီထိုး၍အိမ်ယာမှနိုးလာ၏လင်ကွန်းသည်သူစပွဲတွင်ထိုင်ကာအလုံးလုံးလျက်ရှိပေပြီး လင်ကွန်းကဗိုလ်ချုပ်ဂရန်နစ်ဇနီးတို့အားဖို့ပြဆက်ယုံတွင်ကျင်းပမည် ကျွန်ုပ်တို့အမေရိကန်ဝမ်ကွဲမောင်နှမအမြင့်ရှိ ပြဇတ်တွင် နာမည်ကျော်မင်းသမီးလော်ရာကင်းကမြေပွဲသို့အတူကြည့်ရန်ဖိတ်ခေါ်တတ်၏၈နှစ်အရွယ်ထိုးတွင် လင်ကွန်မေရီနှင့်တယ်ဒီတို့သည်နနက်စာစားရန်ဆင်းလာကြ၏မကြမီတာကြီးဖြစ်သူဘူဂျုံရောဘတ်လင်ကွန်သည် ဖုံအလိတ်လိတ်တင်၍နေသောဝတ်စုံဖြင့်ရောက်လာ၏သူမုတ်စိတ်မှာသုံးရတိုင်မြေဖဲထားရသည်ဖြင့်ရှေလျားနေပေပြီး လင်ကွန်က လက်နဲ့ချဝဲမှာမင်းရှိတယ်မဟုတ်လားတဘုံဘိုလ်ကျုပ်လက်နဲ့ချပွန်ကိုပြပြစမ်းမှကွဲဟုဂုံပြုတ်၍မေးလိုက်လေသည်လင်ကွန်းသည်ဘိုလ်ကျုပ်ဂရန်အားတဘုံဘိုလ်ကျုပ်များနှင့်တဘုံတပ်သားများကိုတရားမျှတစွာဆက်ဆံပါဟုမှာကြားထားလေသည် ရောဘတ်ဤပြောပြချက်အရာဂရန်သည်တမရဤအမိန့်အတိုင်းလိုက်နိုင်၍ငက်ပြက်နေသောသဘုံတတများကိုပြည်တော်စုတက်မတော်မှရိတ်ခါများထုတ်ပေးခြင်း စစ်နောက်ထပ်မတိုက်တော့ပါဘူးဟုသောအာမကံကျက်လက်မှတ်ထိုးပြီးနောက်အိမ်သူပြန်ခွင့်ပေးခြင်းတပုံစွပုံများအားခပိုက်ဆောင်လက်နဲ့ငယ်များနှင့်ကိုသုံးပစ္စည်းများကိုယူကာအိမ်သူပြန်စေခြင်းတပ်သားများအားလဲထုံရန်အတွက်သူတို့စီးနှင်းသောမြင်းများကိုယူ၍အိမ်ပြန်စေခြင်းစသည်တို့ကိုတည်ရလေသည်မေဤသည် ရောဘတ်အားပြဆက်သူလိုက်ရန်ခေါ်၏သို့တော်ရောဘတ်ကပင်ပန်းလာသည်ဖြင့်ဆောဆောအိတ်လိုသည်ဟုပြောကာငင်းလေသည် မေဤသည်တားအငယ်နှစ်ယောက်နှင့်နေလဲစားစာဤလင်ကုန်းမှာဝင်ကြီးအဖွဲအစည်းဝေးတွင်ပင် ရှိနေလေသေးသည်အချိန်အတော်နောက်ကျမှပြန်၍လာ၏နှစ်ယောက်တည်းရှိကြသောအခါလင်ကုန်းကကိုတော်တစ်ခုစိုးရိမ်နေတဲ့မေဤကွန်ကရစ်လွှတ်တော်မှာရှိတဲ့ငွေအကျွန်းစနစ်ချက်ချင်းပပျောက်ရေးသမားတွေကတောင်ပိုင်းပြည်နယ်တွေကိုတခါတည်းကျုံးနှွန်သွားအောင်ပြင်းပြင်းထန်ထန်ဖိနှိပ်လိုက်ခြင်းကြတဲ့ တကယ်လို့သာဒို့ပါတီကလူတွေလိမ်မာမယ်ဆိုရင်ကွန်ကရစ်လွှတ်တော်အစည်းအဝေးပြန်လည်ပြီးမကျင်းပခင်မှာတောင်ပိုင်းပြည်နယ်တွေနလန်ထူအောင်လှုပ်ပေးကြရလိမ့်မယ်ခက်တာပဲကွယ်ကွန်ကရစ်လွှတ်တော်ထဲမှာအမြင့်တိုတတ်တဲ့လူတွေရှိနေတယ်ဒီလူတွေရဲ့သဘောကိုတော့ကြုံမကြိုက်နိုင်ဘူးဟုပြောလိုက်၏ထို့နောက်လင်ကွန်းသည်ဗရင်းပေါက်သို့ထား၍သွားပြန်ကပန်းချံပိုတိုမက်မြစ်နှင့်ဖာဂျီးနီးယားတောင်ကုန်းများကိုမျော်၍ကြည့်နေပြန်၏ ကျုပ်ရဲ့အထင်မှာတော့ဖိနှိပ်မှုတွေမဖြစ်ပေါ်စေချင်ဘူးတို့ရဲ့မိတ်ဆွေတွေထဲမှာတောင်းတချို့လူတွေကစစ်ရှုံးပြည်နယ်တွေကို အာဏာရှင်စနစ်နဲ့အုပ်စီးထားပြီးပြည်သူအခွင့်အရေးတော့မပေးလိုကြဘူးပြည်တော်စုသားတိုင်းမှာ အခွင့်အရေးရှိတယ်ဆိုတာကိုလက်မခံလိုကြဘူးပြည်တော်စုကြီးအစအစအရာရာချုံမောပြည်ပြည်ပြီးတော့တည်တံ့ခိုင်မြဲစေဖို့ဆိုရင်ပြီးခဲ့တဲ့အရေးတွေပြီးပါစေတော့လို့အောက်မေ့ရတော့တာပဲ။ ရှင်ဟာစစ်ကိုနိုင်အောင်တိုက်ခဲ့သလိုငိမ့်ချမ်းရေးကိုလည်းအရာယူပေါ်ရှင်ဟုမေယီကပြောလိုက်လေသည်ထိုအခိုက်တွင် အစီကံတယောက်လာပြီးမြေအထအသင့်ရှိပြီဖြစ်ကြောင်းပြောလိုက်လေသည်လင်ကွန်းနှင့်မေယီသည်မြင်းလဲဖြင့်ထွက်ခဲ့ကြ၏လင်ကွန်းသည် မေယီလက်ကိုကင်ပြင်းနောက်ကျုပ်တော်တိတ်ပြီးဝမ်းသာတာပဲမီစစ်ကြီးပြီးသွားတဲ့အတွေ့ကျုပ်တော်တိတ်ပြီးဝမ်းသာတာပဲစစ်ကြီးဖြစ်တာရဲ့ဝီလျံဆုံးတာရဲ့ အဲ့ဓာတွေဟာတို့အင်မတန်စိတ်ညစ်ခဲ့ရတဲ့အချိန်တွေပဲဟုပြောလိုက်၏ဟုတ်ပါတယ်ရှင်ကျမတို့ဒုက္ခအတော်ရောက်ခဲ့ကြရပါတယ်ကျုပ်တို့ငွေတော်တော်ကလေးစုမိပြီမဟုတ်လားအခုသမရတတန်းမှာလဲနောက်ထပ်စုမိကြပါလေဦးမယ်ဒီယာဒုတတန်းကုံရင် နေကိုပြန်ပြီးတော့ရှင်းနေလိုက်ကြပြန်တော့ဗောမကောင်းဘူးလားအလုတ်ပြန်မဝင်ခင် ရှင်ကအနားယူပြီးခီးထွက်အောင်မယ်လို့ဂရိပေးထားတယ်မဟုတ်လားဟုတ်တယ်မီးကျုပ်တို့ဥရောပတိုက်သွားပြီးလဲကြရအောင် ်မေဟီသည်အလွန်ဝမ်းသာ၍သွားလေသည်အိမ်ဖြူတော်သို့ပြန်၍ထမင်းစားကြ၏ထမင်းစားနေစဉ်ဘိုချုပ်ဂရန်နှင့်ဇနီးတို့ကကိစ္စရှိ၍လင်ကွန်းတို့နှင့်အတူ ဖိုဇက်ယုံတို့မလိုက်နိုင်ကြောင်းသတင်းပို့လိုက်၏မေဟီသည်မိမိအားမစ္စဂရန်ကမတွေ့လို၍ဤကဲ့သို့ရှောင်သွားကြောင်းရိပ်မိလိုက်လေသည်မစ္စဂရန်ကို နောက်မှပြေရာပြေချောင်းပြောပြမည်ဟုဆုံးဖြတ်က မေဟီသည် ဘုံမှုရပုံနဲ့လွတ်တော်အမန်ဟယ်ရီဤသမီးတို့ကိုဖိုးဆက်ယုံတို့လိုက်ခဲ့ရန်အခေါ်လွတ်လိုက်လေသည်လင်ကွန်းသည်စစ်ဌာနသို့ခိတ္တသွားပြီးနောက်ပြန်လာ၏ပူပန်၍လာဟန်လည်းရှိလေသည်မေရီကျုပ်ပြေပြဆက်ကိုတွားတောင်းမတွားခြင်းလာဘူးမသွားကြရင်နေပေါရှင် ရှင်တနေ့လုံးပင်မလာတာပဲဒါပေမဲ့ခက်တာကဒီလိုကွယ်ပြဆက်ကငါလာလိမ့်မယ်ဆိုပြီးကြညာထားကြတယ်အဲ့ဒီတော့ပြဆက်ကလူတွေစိတ်ပြည့်ပြီးသွားမှလဲစိုးရတယ် အိမ်ပြူတော်မှာနေပြန်ရင်လဲဧည့်သည်တွေကလာကြအောင်မယ်အနာရမှာမဟုတ်ဘူးဖိုးပြဆက်ရုံတို့တွားကန်ဒီဆဲဆဲတွင်ပဲအရေးအကြီးဆုံးသောကိစ္စများဖြင့်ဧည့်သည်အများပင် ရောက်ရလာကြပြန်၏ထို့ကြောင့်လင်ကုန်းမှာတက်ဆိုင်ရာ ကိစ္စများကိုညွှန်ကြားနေရပြန်လေသည် နောက်ဆုံးတွင်မှထွက်လာနိုင်ခဲ့၏ပြဆက်ရုံတွင်ချင်းဆူထားသောအချိန်ထက်နိုင်ဝဲနောက်ကျ၍ရောက်ကြပေသည် ပြဆက်မှာစတင်ပြသနေပြီဖြစ်ရာကမန်းကရန်တမရမိသားစုအတွေ့တည်တံ့ထားသောနေရာသို့လာခဲ့ကြရပေသည်တမရရောက်လာသည်ကိုမြင်သောအခါပရိသတ်ကဩဘာပေးကြ၏ပြဆက်တရုပ်ဆောင်များသည်ခိတများရဲ့၍အလေးပြုကြပြီးနောက်ပြဆက်ကိုဆက်လက်ကပြသွားကြပြန်လေသည် လင်ကုန်းသည်စူပါတလုံးပေါ်၌ထိုင်၍ပြဆက်ကြည့်နေ၏မေဤသည် လင်ကုန်း၏ဘေးတွင်ကပ်၍ထိုင်နေလေသည် သူတို့ဤရှေ့တွင်ဇာခန်းစီရှိရာပြိတက်ကသူတို့နှစ်ယောက်အမမြင်ရသူတို့ကသာဇက်ယုံဘောတို့ကောင်းစွာမြင်နိုင်လေသည်ပုံမှုရပုံနှင့်သူဇနီးလောင်းတို့သည်လက်ရပဲတောက်တွင် ထိုင်ကြ၏တက်တော်ဆောင်ပါကသည် အခန်းအပြင်ဘက်တွင် ရှိ၍နေ၏မြေထားမောင်းသူ ဖိုးပီသည် အတွင်ပိုင်းခက်ကြကြနေရာတွင်ထိုင်ခွင့်ရကပြဆက်ကိုကြည့်နေ၏ကျွန်ုပ်တို့၏အမေရိကန်ဝန်ကွဲမောင်နှမများ ကြဆက်များမှာရခင်ကလည်းယုံတင်ခဲ့ဘူး၏အင်္ဂလိပ်တို့ကအမေရိကန်များသည်အရက်18ပြည့်ရှည်၍သပင်များမှာဖနောက်အထိရှည်ကြောင်းပစိမ်များကန်၍ခေါင်းဖြတ်တက်သည်ဟုရဲစရာလုပ်ပြီးပြဆက်၌ပြလုံးထုတ်ကြပုံများကို လင်ကွန်းသည်ရဲမောကန်မှုဖြစ်လေသည်ပြလုံးများကိုရဲရင်မောရင်နှင့်ပင် ကြဆက်အခန်းသုံးသို့ရောက်လာ၏လေအနှဲငယ်အေး၍လာသည်ဖြင့်လင်ကွန်းသည် ်ချွထားသောအပေါ်ယုံအင်ကြီးကိုထပ်၍ဝစ်ပြီးနောက်ဆိုဖာတွင်ပြန်၍ထိုင်လိုက်၏မေရီသည်လင်ကွန်းပောင်ပေါ်၌မေးတင်ကာလင်ကွန်း၏မျက်နှာကိုစိစိကြည့်၍ပြုံးနေ၏ကျမတို့တော့လင်နာတိတ်ကတ်တယ်လို့ဗိုလ်မှူးရယ်ဘုံရဲ့ဇနီးလေးကထင်မှာပဲနော်ဟုရဲစရာပြောလိုက်ရာလင်ကွန်းက ပြန်၍ပြုံးပြီးထင်မယ်မဟုတ်ပါဘူးမေရီရဲ့ဟုပြောလိုက်လေသည်ကျဲလောင်သောပောက်ကွဲတံကြီးတစ်ခုသည်မြည်ဟင်း၍တွား၏ မေဤသည်လင်ကွင်းဤပေါင်ပေါ်မှနေ၍ကိုကို ရုတ်တရက်မက်ပြစ်လိုက်၏ပွဲကြီးကန်တစ်ခုလုံးမှာအဖြူရောင်မိကိုးများပြည့်ရှံ၍နေလေသည်မေဤသည်လင်ကွင်းဤမျက်ခွန်များအိပ်ပျော်ဟန်ကဲ့သို့တဖြည်းဖြည်းပြည့်၍သွားသည်ကိုမြင်ရ၏လင်ကွင်းဤမျက်နှာမှအပြုံးသည်ပြည့်၍သွား၏လင်ကွင်းဥကောင်းသည်ဆိုဖာနောက်မီကျုံးမီဘက်သို့လန်ကာနိုင်ရန်နှင့်ထိ၍နေလေသည် မေဤသည်အလန်တကြားငေသင်ပါအောင်အွန်လိုင်းမိဤပရမအကျင့်အဖြစ်ဖြင့်ပွဲကြည့်ခံတဲ့တွင် လူစိမ့်တယောက်ပါရှိနေကြောင်း မေဤတိထားမိလေသည်ထိုသူမှာဇပင်နဲ့နှင့်ဝိယုံအနှက်ကိုဝတ်ထားပြီးမျက်နာမှာမြင်ဘူးသလိုလိုရှိ၏ပြူးကျဲသောမျိုးလုံးကြီးများဖြင့်ပထမလင်ကွန်းကို ကြည့်နေပြီးနောက်မေဤကိုကြည့်နေလေသည်ဘုံမှုရပုံးသည် သူထိုင်နေရာတောင်းမှပြေးလာပြီး လူစိမ့်နှင့်ထွေလုံးတပ်ပုံနေ၏မေဤသည်ထိုင်ရာမှထလိုက်၏ထုတ်ခနာတွင်ဓားသွား၏အယောင်တစ်ခုကိုလက်ခနဲမြင်တွေ့ရပြီးဘုံမှုရဘုံ၏ညဉ့်ညူတန်ကို ကြားလိုက်ရလေသည်တစိမ့်သည် မေဤနှင့်လင်ကုန်းတို့၏အကြားမှထွက်ခါပွဲချီကန်လျမ်းပေါ်သို့ခုန်တက်လိုက်၏ဘုံမှုရဘုံသည် ထိုသူအားလိုက်ရန်ကြိုးစား၏လူစိမ့်သည်ဓားနှင့်တစ်ချက်လှမ်းထိုးလိုက်ပြန်ပြီးနောက် အောက်ဖက်တွင်ရှိသောဇက်ခုံပေါ်သို့ခုံချလိုက်လေသည်ဘုံမူရဘုံကဖမ်းကြပါဖမ်းကြပါအဲ့ဒီလူကိုဖမ်းကြပါဟု အော်လိုက်၏မေရီသည် လင်ကွန်း၏ရှေ့တွင်ဒူးထောက်၍ထိုင်ချလိုက်ပြီးနောက်မျက်နှာကိုကိုင်းလိုက်ပြီးလင်အိဗရာဟင်ရှင်ဘယ်မှာထီထွားသလဲယင်ဘလို့ဖြစ်သွားတာလဲပြောပါဦးဟုမေးလိုက်ရှာ၏လင်ကွန်း၏ဦးခေါင်းသည်မေဤလက်ခုပ်ထဲသို့ငိုက်ကြလာလေသည် လင်ကွန်းသည်စကားလည်းမပြောမျက်လုံးလည်းမဖွင့်ချင်လင်ကွန်းဤကိုကြီးတဖြည်းဖြည်းဤရလာသည်ဖြင့်မိမာလင်ကွန်းကိုပွေဖက်ပြီးကိုကိုမပေးထားရလေသည် လင်ကွန်း၏ဥခေါင်းသည်မိဤပခုံးပေါ်သို့လာ၍မင်းနေ၏ပုံမှုရပုံးသည်ဆံဝင်တယောက်အမြင်လာရန်ပွဲကြီးပြိတ္တထဲသို့အော်ပြောနေတဲ့ကိုမိဤကြားရလေသည်အိဗရာဟင် ကျမကိုစကားပြောပါအောင်ရှင်ဘယ်နေရာမှာထီတော်တဲ့ဟု မေကြီးကမေးနေစဉ်ပွဲကြည့်ကန်ဤအဝင်တကားပွင့်သွားပြီးလူတယောက်ဝင်လာဤထိုသူက ကျောက်ဟာစီယုံကြီးရဲ့ဒေါက်တာလီရဲပါပဲဟု ပြောလိုက်ဤဒေါက်တာတစိတ်ကြည့်ပါဦးရှင်ဒေါက်တာလီရဲနဲ့လက်မောင်းမှာသွေးများယိုထွက်နေသောဗိုလ်မှူးရပုံးတို့သည် လင်ကွန်းအားဆိုပါပေါ်မှနေ၍ ကောသောခင်ထားသောကြမ်းမြင့်ပေါ်သို့ချလိုက်ရ၏မေရီသည် မတ်တက်ကြီးငံ၍နေ၏သူ၏နှလုံးသွင်းမှာ အပြင်းအထန်ခုန်၍နေပေသည်ဒေါက်တာလီယဲကပခုံးမှသွေးစာမြင်သည်ဓာတ်ဒဏ်ရာနှင့်တူတဲ့ကုံအင်းကြီးနှင့်ရှက်အင်းကြီးကိုဆုပ်ပစ်လိုက်စသဖြင့်ပြောနေသံများကိုမေရီကြားနေရ၏ပွဲချီကမ်းမှာလူများပြေးလာ၏မင်းသမီးလော်ရာကင်းသည်မေရီအာယူရနေ၏အခြားဇက်လိုက်များက ရေပြင်း၍ယူပေးကြ၏အခြားဆရာဝန်များကလည်းရောက်လာကြပြန်လေသည်ဒေါက်တာလီရဲသည်လင်ကွန်းဤပစက်ထဲသို့ဘရန်ဒီအနှဲငယ်လောင်း၍ထည့်နေ၏ကျမတို့သူ့ကိုအိမ်ယူသွားလို့မဖြစ်ဘူးလားရှင်ခိုမာပို့ပြီးတော့ကောင်းပါလိမ့်မည်ဟုမေယီကတောင်းတမှန်မှန်ပြောလိုက်ရှာ၏ယူလို့ဖြစ်မယ်မထင်ဘူးခင်ဗျာလမ်းမှာပဲအနှိမ့်ဆောက်ရောက်သွားပါလိမ့်မယ်ထိုအဖြစ်ကိုကြားလိုက်ရသောအခါမေယီသည် သူနာကိုသူမယုံနိုင်မဲဒူထောင်းလျက်သာကြာသွား၏ထို့နောက်လင်ကွန်း၏ဥကောင်းကိုပွေယူလိုက်မိရာဆွဆွ၍စိတ်ကန့်နေသည်ဖြင့်သူ့လက်ကိုကြည်လိုက်မိ၏လက်ဖို့တွင်တွေးခွက်တစ်ခွက်ကိုမြင်ရပေသည် မေရီသည်တွေးခွက်ကိုငေးကြည့်နေပြီးမှဘာမှပြန်မပြောနိုင်ပဲဆရာဝန်တို့၏မျက်နှာများကိုကြည့်လိုက်မိပြန်၏ခဏငြိမ်နေပြီးနောက်ဒေါက်တာလီယေကကျွန်တော်အများကြီးဝမ်းနည်းပါတယ် မစ္စလင်ကွန်တမ္ပရာမင်းဟာ နောက်ဆီကိုတေးပြီးတနတ်နဲ့အပြစ်ခံရပါတယ်ဟု ပြောလိုက်လေသည်ပြိသက်ထဲတွင် ရှိသောစစ်သားများနှင့်ဆရာဝန်များက လင်ကွန်အားပွေ့ချီကာကြဆက်ရုံထဲမှထုတ်ခဲ့ရ၏လမ်းကို လူအုံများအကြားမှခဲရင်စွာဖြတ်ကျော်ပြီးလမ်းတစ်ဖက်ရှိအိမ်တအိမ်သို့ယူခဲ့ချရပေသည်အိမ်ရာအစဉ်သင့်ရှိအခန်းတွင် လင်ကွန်းအားနေရာချထားရ၏ တိလိုစိတ်နဲ့လိုက်လာသူများကိုအိမ်ထဲမှနှင်ထုတ်ပြရ၏မေရီသည်အိယာဘေးတွင် ကလထိုင်နှင့်ထိုင်က လင်ကွန်း၏လက်ကိုစုပ်ကံ၍ထားရပေသည်အိယာတင်းငယ်နေသည်ဖြင့်လင်ကွန်းမှဒူးကြီးထောင်၍ထားရပေသည်သူဦးကောင်းတွင်ခေါင်းအုံးများ ခုရပြေးကြရ၏ဆရာဝန်များသည်ဒဏ်ရာကိုကြည့်ကာတီးရိုးတိုင်ပင်ကြ၏ဒေါက်တာလီယဲကနောက်ထပ်ဒဏ်ရာများ ရှိမရှိ ရှာဖွေမည်ဆိုကမေကြီးအားတစ်ဖက်ခန်းသို့ရှောင်ရွေ့နေစေလေသည်တစ်ဖက်ခန်းသို့မေကြီးရှောင်ပေးရစဉ်မေကြီးသားဖြစ်သူရောဘတ်နှင့်မစ္စစ်ကက်ကလီအစားရှိသောသူတို့အားအခေါ်ခန်းရလေသည်လင်ကွန်းရှိရာအခန်းထဲသို့ပြန်ရောက်လာသောအခါမေကြီးသည်လင်ကွန်းအာကြည့်ကတရှုံရှုံနှင့်ငိုနေလေသည်သားဖြစ်သူရောဘတ်သည် အပြေအလှရောက်ရလာ၏ဖခင်ကြီး၏ဂရင်အနီးသို့ပြေးကပ်သွားမည်ဟုပြုစဉ် အင်ဖြူတော်ဆရာဝန်ဒေါက်တာစတုန်းကပခုံးတစ်ဖက်ကိုဖက်လိုက်သည်ဖြင့်ရောဘတ်သည် မျက်ရည်အသွေးသွေးကျ၍လာလေတော့သည်မကြမီဓမ္မဆရာကားလေးရောက်လာ၏ဆရာကားလေးသည် မေနှင့်လင်ကုန်းတို့၏အခန်းတွင်ထူးထောက်ထိုင်ကြကဖျားရှိကိုဆူတောင်းမြတ်တာပို့တာခြင်းအမှုကိုပြုလေသည်ဆရာဝန်များသည် လင်ကုန်း၏ပါဇက်ထဲသို့ဘရန်တီထက်၍လောင်းကြပြန်၏သို့တော်လင်ကုန်းသည်မမျိုးနိုင်တော့ခြင်း များမကြမီဝင်ကြီးအဖွဲနဲ့တကွလွတ်တော်အမတ်များလည်းရောက်ရလာကြ၏ဆရာဝန်များသည်ကြည်စံကိုထုတ်ယူရန်ဆုံးဖြတ်လိုက်ကြ၏ထို့ကြောင့်မေရီနှင့်ရောဘတ်တို့အခြားခန်းသို့ရှောင်ပေးကြရပြန်လေသည်ဆရာဝန်များထံမှအခွင့်ရ၍လင်ကွန်းရှိရာအခန်းသို့ပြန်လာခဲ့ရာတွင် လင်ကွန်း၏အခြေအနေမှာဆိုးဝါးလာသည့်တည်းဆိုးဝါးလာနေပြီဖြစ်ကြောင်းမေရီသိရ၏လင်ကွန်း၏ဝဲဘက်ပခုံးမှာဖူးရောင်စာပြုတ်လာလျက် အသက်ရှူတယ်မှလည်းပြက်တောင်းပြက်တောင်းဖြစ်၍နေလေသည်မေဤသည်လင်ကွန်းဤကိုပေါ်၌မှောက်ချကငိုလိုက်ခြင်း၏သို့တော်လည်းကြောက်ရွံ့လိုဖြစ်၍နေလေသည် ကျမသားလေးတဲဒီကို ခေါ်ပေးပါတဲဒီလာရင် သူ့ဖေစကားပြောမှပဲဟု ပြောမိပြောရာပြောနေရှာပြန်၏သို့တော်မိသူများမလုပ်ကြခြင်းလင်ကွန်းဤအခြေနေသည်တဖြည်းဖြည်းစိုးတည်တဲ့စိုးလာ၏အချိန်တည်းတဖြည်းဖြည်းကုံလုံးတည်ထက်ကုံလုံးလာ၏ မေဤသည်လင်ကွင်း၏အနီးသို့ကပ်ရန်နှစ်ကြိမ်တိုင်တိုင်ကြိုးစား၏သို့သောဝိုင်းရီတားမြစ်ထားကြလေသည် အချိန်သည်တဖြည်းဖြည်းကုန်၍လာ၏မေဤအဖို့တွင်ကပားကြီးတစ်ခုလုံးသည်နှင်းတွင်ဝေပြီးတကဲ့သို့ဖြည့်၍နေလေသည် အာယုံတက်၍လာ၏ရောဘတ်သည်တဖက်ခန်းသို့ရှောင်းနေရမှ မေဤနှင့်အတူလင်ကွင်းအားလာ၍ကြည့်၏လင်ကွန်းကိုလှမ်းကြည့်လိုက်ရာ အသက်ပြောက်၍နေပေပြီ။ ဘေးရှိလူများသည်ကြောက်ခိုင်းပြစ်လိုက်ကြ၏မေးဤသည်လင်ကွန်းဤကိုပေါ်၌မှောက်ရွေချကာရှက်ကြီးတငင်ငိုကြွေးလေတော့သည်ပြည်တော်စုကြီးတီမြဲခိုင်ခန့်အောင်ကြိုးပမ်းပြီးခဲ့သောသမရာကြီးအိဗရာဟင်လင်ကွန်းသည်လူပြေမှစွန့်ခွာ၍ထွက်သွားလေပြီတကားမေဤသည်အင်ပြူတော်ရှိမိမိအိတ်နေကြအိတ်ခန်းတွင်အိတ်၍မရနိုင်အောင်ရှိသည်ဖြင့်ဧည့်သည်များအတွေ့ထသော အိတ်ခန်းတစ်ခုတွင်တွား၍အိတ်နေရလေသည် အခန်းတကားကိုပိတ်၍ထားတော်လဲခြေတံများကြား၍နေရ၏လင်ကွင်း၏အလောင်းကိုအင်ပြူတော်ရှိ ဝေလာမင်းသားအခန်းသို့ယူဆောင်၍လာကြပေသည် စနေနေ့နေ့နေ့ဖြစ်၍နေအလွန်တာ၏မိဤသည် နေကိုကြည့်ရင်အိဗရာဟင်တင်နေတော်မှာနေကလည်းတာပဲတာရက်တယ်ဟုတယောက်တည်းတီးတွန်းရွတ်ဆိုနေမိလေသည် ထိုစကားကို ကြားလိုက်တော့တာကလေးတေဒီကဒီနေအောင်ตายနေတာဟာဖေဖေဟာပျော်ပျော်ရွှင်ရွှင် ရှိနေလို့ပေါ့ဒီအိမ်ကြီးကို ကျွန်တော်တို့ရောက်ကြတဲ့ကဖေဖေဟာတခါမှမပြောခဲ့ဘူးဒီအိမ်ကြီးဟာဖေဖေအဖို့ကောင်းတဲ့နေရာမဟုတ်ဘူးဟုပြောလိုက်ဤตาကလေးဤစကားတက်မှုကြောင့်မေဤမှာရှက်ကြီးတငင်ငိုရပြန်လေသည်ထိုအခါတွင်တယ်ဒီကမငိုပါနဲ့မိမိရဲ့ ကျွန်တော်ပါအသေးကွဲပါလိမ့်မည်ဟုပြောလိုက်၏မိဟီသည်တားလေးကိုရင်ခွင်တွင်တင်းကျပ်စွာဖဲ့၍ထားလိုက်မိလေသည်ကဲပါသားရဲ့ဒီနေ့ဟာတနင်္ဂနွေနေ့ပဲစာရေးပြီးဓမ္မဆရာကားလေးကို အခေါ်လို့ရအောင်မိဟီသည်ဓမ္မဆရာတန်စာရေး၍နေ၏မစ္စစ်ကကလီသည်အခန်းထဲသို့ဝင်လာလေသည် ထိုခဏ၌ဒိုင်းကနေအတန်ကြားလိုက်ရ၏မိဟီသည်လမ်းဖြင့်អော်လိုက်မိလေသည် မစ္စကကလီကမေးဤအားအိယော်ဘော်တင်ပြန်၍တည်ရင် အရှိဘက်အခန်းထဲမှာလက်သမားတွေအလုံးလုံးနေကြလို့ပါဟုပြောလိုက်၏ကျမနားထဲမှာတော့တနတ်တန်ကြီးကြားနေပါတယ်ရှင်လက်သမားတွေကိုရက်ခိုင်းထားလို့မရဘူးလားထို့အခါအခန်းထဲသို့ရောက်လာသောရောဘတ်ကအလောင်းပြင်ထားဖို့ခုံရိုက်နေပါတယ်မေမေဟုပြောလိုက်လေ၏ ။တနေ့လုံးပင် အခန်းပြင်ဘက်တွင်ခြေတံများကြားနေရ၏။ရောဘတ်သည်ဝမ်းနေချောင်းပြသလိုသူများ၏အမိကပြများကိုယူလာ၏။သို့သောမိသူကိုမျှမေ၏အတွေ့မခံချေ။မေ၏သည်သူ့အမအဲလိဇဘက်နှင့်များစွာတွေ့ကြ၏။အဲလိဇဘက်သည် သူ့အားဖြောင်းပြဖြစ်သိမ့်နိုင်တော်သူ ဖြစ်ပေသည်။သို့တော်လည်းအဲလိဇဘက်ထံမှစာရဆောင်ပင်မလာခဲ့ချေ။ဒေါက်တာစတုန်းသည် မေကြီးအားအိတ်ဆေးများတိုက်၍ထားရလေသည် မေကြီးသည် အိတ်ပြော်ရာမှအိမ်မက်မဲ့ပြီးနိုးလာ၏အိမ်မက်ထဲတွင် လင်ကုန်းမတည်သေးဘဲဝါရှင်တန်မြို့ကိုတပုံများကတင်းနှက်နှင့်ဝိုင်း၍ပြစ်နေကြသည်ကိုမြင်မဲ့လေသည် ကြောက်အားလန့်အားနှင့်လန့်၍နိုးလာလေရာအိယာဘေးတွင် ထိုင်နေသူရောဘက်ကဆူတောင်းမြစ်တာပို့တခြင်းရောက်ပါပြီမင်းမင်းဟု ပြောလိုက်လေသည်ဖျားရှိကိုကြောင့်ခေါင်းလောင်းများသည့် ခြေခွဲဖွယ်ရာတိခတ်နေကြ၏အမြောင်များကလည်းတမိနစ်တစ်ချိန်ပြစ်ဖောက်နေလေသည်ဆူတောင်းပွဲပြီးသောအခါလင်ကွန်း၏အလောင်းကိုတမရာတို့၏စာပနာအခမ်းအနားဖြင့်အင်ဂျူရောမှထုတ်ယူသွား၏မေးဤသည်အင်ဂျူရောပေါ်မှလှမ်း၍ကြည့်နေ၏သူမှငိုဖို့အားပဲပဲမရှိတော့ချေရောဘတ်နှင့်လင်ကွန်း၏မိတ်ဆွေများအားလုံးသဘောတူညီချက်အရလင်ကွန်း၏အလောင်းကို စပရင်ဖီမျိုးမှာမြုံနယ်တကြိုရန်ဆုံးဖြတ်ခဲ့ကြ၏တို့ဆုံးဖြတ်ခဲ့ခြင်းမှာလင်ကွန်းသည်စပရင်ဖီမျိုးမှာဆ ảy ၍နိုင်ငံရေးလိုက်စားခဲ့သောကြောင့်ဖြစ်လေသည်အစိုးရအဖွဲ့ကဆုံးဖြတ်ပါရမည်မီဖီဖီအလောင်းကိုဖီဖီအသက်ရှင်စဉ်ကဝါရှင်တန်မြို့ အရောက်လာခဲ့တဲ့လမ်းအတိုင်းပြန်ပြီးယူသွားကြပါလိမ့်မယ်ထက်တဲ့တော့ရတဲ့မြို့ကြီးတိုင်းမှာနောက်ဆုံးအလေးပြုခြင်းခံယူဖို့ရနာတော့ရပါလိမ့်မယ်။ မေဤသည်ခင်မိုး၏အလောင်းကို လူတကာဝိုင်းကြည့်မည်ကို မကြိုက်လားထို့ကြောင့်ကန့်ကွက်၏သို့တော်ရောဘတ်ကဖေဖေဟာကျွန်တော်တို့နဲ့မဆိုင်တော့ဘူးမေမေဖေဖေဟာလူတို့ရဲ့တမိုင်းနဲ့သာဆိုင်ပါတယ်ဟုပြောလိုက်လေသည်တက်တော်ဆောင်ပါက ရောက်ရလာ၏မေဤကမေးမြန်းကြည့်ရာတွင်တက်တော်ဆောင်ပါကာကမိမိသည်ပြဆက်ကိုစိတ်ဝင်စားစားကြည့်နေမိသည်ဖြင့်လူသက်သမအမတ်မဲ့ဝင်သက်သွားသည်ကိုမမြင်လိုက်မိကြောင်း ြောဆိုတောင်းပန်ရှာလေသည်ဝမ်းနေကြေခွဲကြောင်းရေးသားသည့်စာများသည်အများအပြားရောက်ရှိ၍လာ၏သို့သောထူးခြားသည်မှာကမေဤမိသားစုထဲမှအဲလစ်ဘက်ကိုတိုင်ပင်မပေါ်လာချေခုနှစ်ရက်မြောက်ကြာသောအခါရောဘတ်ကတမရတိဂျွန်ဆင်နှင့်မိသားစုတို့အင်ဖြူတို့တို့ပြောင်းရွှေ့လာတော့မည်ဖြစ်၍မိမိတို့၏ပစ္စည်းများကို ထုတ်ပိုးကအသည့်ပြင်မှုကောင်းမည်ဖြစ်ကြောင်းအကြံပေး၏မိမိဖြစ် ဘယ်ကိုသွားရမှန်းတော့မသိတော့ပါဘူးကွယ်စပင်ဖီမျိုးကိုတော့မပြန်ချင်ဘူးဟုမေရီကညင်းညူလိုက်၏ထိုအချိန်တွင်အတွင်းဝင်ဂျုံဟေးကစီစဉ်ပေးသည်ဖြင့်မေရီတို့သည်သုံးဘက်တိုင်တိုင်အင်ဖြူတော်တွင်ဆက်၍နေနိုင်ပါသည်ဟုတမရတိဂျုံစင်ကစာရဆောင်ပေးပို့လိုက်လေသည်မေလ၄ရက်နေ့တွင်တမရလင်ကွန်းအားစပရင်ဖီမျိုးအုတ်ရည်တင်းကြ၌မြုံနံတကြိုလိုက်ပေသည် ဤသို့မြုံနှံတကြိုလိုက်ခြင်းသည်ပင် လင်ကွန်းဤအုတ်ချုံမှုပြီးဆုံးပြီဟုသောအထိတ်အမှတ်တည်းဖြစ်နေလေသည်အိမ်ဖြူတော်သို့မိသည့်ဧည့်သည်များမလာကြအဆောင်များနှင့်အစီကံများသာရှိလေရာတအိမ်လုံးတိတ်ဆိတ်၍နေကြပေသည်သုံးပတ်ကြာပြီးသောအခါတွင် မေဤသည်ပစ္စည်းများကိုစတင်၍တင်ဆက်ရလေသည်အိမ်ဖြူတော်ကြီးမှမေဤထွက်ခွာသောနေ့မှာ လင်ကွန်အနှိမ့်ဆရောက်ပြီးနောက်တရင်ငါဘက်ပြေသောနေပင်ဖြစ်၏မိဤသည်လင်ကွန်၏အိတ်ခမ်းစာကြည့်ခန်းနှင့်လင်ကွန်၏အလုပ်ခန်းများကိုနောက်ဆုံးအကြိမ်တွား၍ကြည့်၏မိငံ၍နေမိစဉ်တားကလေးတဲဒီသည်အနီးသို့ရောက်လာပြီးနောက်တွားဖို့တော်ဝါပြီမေမေမြင်းရထားစောင့်နေပါれဟုပြောလိုက်၏မိဤနှင့်တဲဒီတို့သည် လေကားမှကြီးအတိုင်ဆင်းခဲ့ပြီးအောက်ထပ်သို့ရောက်လာကြ၏ထွက်ပေါက်သို့လျှောက်လာကကြံရှိနေသေးသော လေကားတင်များကိုဆင်းခံနေ၌မေဤသည် ရုတ်တရက်ရက်တန်းလိုက်မိ၏မေဤရင်ထဲမှအိပ်၍နေ၏မျက်လုံးများမှလည်းမျက်ရည်ဖြင့်တီဝေ၍နေလေသည်မေဤသည် သူ့လက်ဝဲကိုကြည့်ပြီးနောက်လင်ကုန်းကိုယ်တိုင်ဝတ်ဆင်ပေးခဲ့သောလက်ထက်လက်စုပ်ကို ကြည့်လိုက်၏လက်စုပ်ကိုချွတ်၍ လက်စုပ်ဝမ်းပိုက်အတွင်းသို့ကြည့်လိုက်ရာတွင်မြစ်တာအတင်ကြီးဟုသောစာတန်းကလေးကို တွေ့မြင်ရလေသည်မေဤဘဝတွင်ကြံ့ရင်ခဲ့သော တခုတည်းသောမုံမြတ်သည့်အနှစ်မှာကသူကလင်ကုန်းအပေါ်တွင်ထားခဲ့သော မြစ်တာအတင်ကြီးနှင့်လင်ကုန်းက သူ့အပေါ်တွင်ထားသောမြစ်တာအတင်ကြီးသားလင်းဖြစ်လေသည်မေဤသည်တယ်ရီလက်ကိုဆွဲလိုက်ပြီးနောက်ညင်ထားရှိရသောဆင်းခဲ့လေသည် ဆရာတင့်တယ်ဘာသာပြန်ရေးသားထားတဲ့မြစ်တာအတင်ချေဝတ္ထုစာအုပ်လေးရတော့ပြီးသွားပြီပေါ့နော်ပြီးသည့်ထီအောင်လိုက်ပါနာဆင်ပေးပါတော့စာချစ်သူများအားလုံးကိုစိတ်နှပါကျမ်းမှချမ်းသာကြပါစေရှင်